နဗန်လုံးကြီးအနိစ္စဒုက္ခအနတ္တလက္ခဏာရေသုံးပါတည်ရှိရဝိပဿနာဖြစ်ပျက်ရှုတယ်လို့အကျဉ်းပြောတယ်ဖြစ်ပျက်ရှုရမယ်လို့ယုံတင်ပြဋ္ဌာန်းသတ်မှတ်လိုက်ပြဋ္ဌာန်းထားတဲ့အတိုင်းရှာတယ်အာယုံကိုတွေ့တယ်အာယုံမငြိမ်ဘူးစိတ်လည်းမငြိမ်ဒါကြောင့်ဖြစ်ပျက်ကို ်မမြင်ဘူး။နောက်အာယုံကိုရှာတယ်။ဖြစ်ပြမတွေ့ပြန်။ထပ်ရှာပြန်။ဒီလိုနဲ့အာယုံတွေကိုပုံပေါ်ရှာမိနေတော့တယ်။ဝရိယတင်တယ်။ပြီးမှတ်တယ်။အာယုံနဲ့စိတ်မိလာတယ်။အာယုံငြိမ်လာတယ်၊စိတ်လည်းငြိမ်လာတယ်။ဂျိနာစိတ်ဖြစ်တယ်။ဖြစ်ပြမြင်နေတဲ့ဆန္ဒစောလာတယ်။ အာယုံကိုခက်ကြဲကြဲအတုံးလိုက်ပျောက်သွားတာဖြစ်ပြက်အဖြစ်မှတ်လိုက်တယ်သဘောကျသွားတယ်နောက်တစ်ခါအာထုတ်တယ်စိတ်မငြိမ်ကိုထားလို့တဲ့အာယုံမှာစိတ်ကမနေမငြိမ်ရကောင်းလားလို့မကြည်မနှက်ဖြစ်တယ်အတင်းဖိမှတ်တယ်စိတ်ကပူယုံတယ်စိတ်ပြက်လာတယ်တမာရီမရှိဖြစ်ပြက်မမြင်နိုင် ငါတရားမရနိုင်တော့ဘူးဆိုအားငယ်သွားငြိမ်မှုနဲ့ငြိမ်မှုကိုခွဲခြားနားမလဲတဲ့ငြိမ်အောင်လို့ရင်မငြိမ်တဲ့ဖြစ်စဉ်ကြီးနဲ့နှပန်းလုံးရတယ်ငြိမ်အောင်လို့တာကတမာရရဲ့လို့ငြိမ်အောင်လို့တာကညာရဲ့လို့တရားထုတ်တယ်ဆိုတော့စိတ်တရားကိုနှလုံးသွင်းမှန်မှန်နဲ့လက်ခံတတ်ဖို့လေ့ကျင့်နေခြင်းဖြစ်တယ် တည်ငြိမ်မှုတဲ့နေဝေခံစားဖို့တသက်အားထုတ်နေခြင်းမဟုတ်မပယ်တတ်ရသေးတဲ့ပူလောင်မှုတွေရှုပ်ထွေးမှုတွေကအကြောင်းဆိုရင်ဖြစ်ပေါ်လာအောင်ပဲသဘာဝတရားရှိတိုင်းလက်ခံပြရရုပ်ရဲ့သဘာဝနာကျင်မှု အမျိုးမျိုးကိုလည်းပေါက်ပြန်မှုရုပ်သဘာဝရှိတရားဖြင့်လက်ခံပြရတယ်အရှိတရားဆိုတာအနေနေစ ဖြစ်ရှိတယ်လို့ဆိုနေတာမဟုတ်ဘူးယုံနာနှစ်ပါးတဘာလို့ဖြစ်လာရင်ကြုံရမယ့်အရာဆိုခြင်းဖြစ်တယ်ငကူကလေးကငြိမ်ကိုညင်ရမယ်ဆိုရက်နှလုံးသွင်းတဲ့အာထုပ်သူကလက်တွေ့အချိန်မှာမျောလင့်မထားတဲ့စိတ်မငြိမ်ဘူးလေပေါက်ပြန်ပြင်းထန်မှုတွေနဲ့ကြုံတဲ့အခါစိတ်ကကြာရခက်အာယုံကိုဒေါ်လာနဲ့တုံ့ပြန်မိတာမျိုး ဘာလှုပ်လို့လှုပ်ရမှမသိတော်တာမျိုးဖြစ်ပြီးစိတ်ရကြတော့တယ်ဆက်ပြီးအာမထုတ်ချင်တော့ဒီဖြစ်သွားတယ်အာယုမျိုးမျိုးပေါ်နှလုံးသွင်းမှန်သူကစိတ်မငြိမ်ရင်လေမငြိမ်တဲ့အာယုဖြစ်လက်ခံရုပ်ဖောက်ပြန်နေရင်လေပောက်ပြန်နေမယ်လက်ခံအာယုကိုလောဘဒေါသနဲ့မတုတ်ပြန်ဘူး နှလုံးသွင်းမှန်မှုကတတိအားတမာရိအားဉာဏ်အားကိုရင်းချက်စေပြီးယောဂီလူချင်းနဲ့ပြည်မှုကိုဖြစ်ပေါ်စေပါလိမ့်မယ်။အာယုံတစ်ခုခြေတိုင်းတမတ်ခြေတိုင်းပြီးလို့စိတ်ကပ်နေအောင်မှတ်နိုင်ရင်တမာရိလုံငန်းအောင်ပြီးစိတ်ငြိမ်တဲ့အာယုံတစ်ခုတည်းကိုခြေတိုင်းမှတ်ပဲ။ ပိစုံပန်တဲ့အင်းရှားဖြစ်ပေါ်လာတဲ့အာယုံနှလုံးသွင်းမှတ်နိုင်ရင်သဘာဝတရားကိုအဘောပေါက်တဲ့ဉာဏ်ဖြစ်တယ်။ဉာဏ်ကအာယုံတစ်ခုထဲမှာငြိမ်ငြိမ်မှငြိမ်။ဒါပေမဲ့ငြိမ်စီရဲ့ပါရီကိုငြိမ်စီတာ။ဘဝရှုခြင်းတရားရှုခြင်းဆိုတဲ့အာယုံပေါ်ပြာများမှုတွေကနေငြိမ်စီတယ်။အာယုံကို အကောင်းဆုံးမတတ်မှတ်ပဲဘယ်အာယုံနဲ့ဂျုံဂျုံတဘာဝတရားအဖြစ်နားလေတဲ့အတွက်အတ္တတတိကရေးစီအာယုံကိုကြိုက်ချင်မကြိုက်ချင်တုံးပြန်မှုနဲ့မဆွဲလန်းမတွန်းကန်တဲ့အတွက်စိတ်ပင်ပန်းမှုကငြိမ့်စီတယ်တမာရီရဲ့အရာသာကအေးချမ်းမှုညံရဲ့အရာသာကလွတ်လပ်မှု သဘာဝတရားပေါ့အမှန်မြင်မှလွတ်လပ်မှုအရာသာရမှာဖြစ်တယ်လွတ်လပ်မှုနဲ့အတူငြိမ်းအေးမှုဆိုတာပါသမီးဖြစ်တယ်တတ်မှတ်ချက်အစွဲတွေနဲ့အာယုံကိုအေးမရှာနဲ့အနေစာရှုမဲ့ဒုက္ခရှုမဲ့အနတ္တရှုမဲ့လို့အာယုံနဲ့ဉာဏ်ကိုပေါင်းမခန့်အာယုံကပြ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 မှမှတ်ချက်ပြရမှာမဟုတ် ဖြစ်ပြမမြင်နိုင်သေးပဲအဖြေကိုကြိုးထုတ်တယ်လို့မဖြစ်စေနဲ့တရားဆိုတာလူချင်းလို့ရင်လည်းမရတတ်မလူချင်းရင်လည်းမရတတ်ရှုမှတ်စဉ်တွင် အကြွလုံးချင်းစုံနေချင်းတွေရှိနေလို့မဖြစ်ဘူးအဒီနဲ့ချိန်ကြည့်ပြရတယ်မကင်၅ပါးဆုံးမှာဖြစ်ပြကိုမြင်တယ်မကင်ဆုံးမှာ အကြောင်းဖူထောင်းပြခြင်းပဲလုပ်ရတယ်။တရားရခြင်းမရခြင်းကျူတရားက အရာရဲ့အလုပ်ဖြစ်တယ်။ငါနေနဲ့ကြားဝယ်မပူရဘူး။သင်္ခါရတရားကိုသင်္ခါရတရားရှုနေရင်ဖြစ်တယ်။အစိမ့်အနေနဲ့နှလုံးသွင်းမြင်နိုင်ရမယ်။အစိမ့်အဖြစ်မြင်မှအကောင်းတဲ့ဝိပဿနာဉာဏ်ဖြစ် ဝိပဿနာညာအာကောင်းမှမဖြစ်မဖြစ်မှအစွဲပြုတ်အစွဲပြုတ်မှရင်းရင်ပဲဖြစ်ပေါ်မှုမှသမျှကိုလိုက်တင်တာတည်နေစောင့်တာကြည်နေစိတ်ဝင်တစားစူးစမ်းပြင်းငြိမ်စွာနဲ့စောင့်ကြည့်ရတယ်အာယုံနဲ့နဗံမလုံးနဲ့အာယုံကပုဂ္ဂိုလ်မနိုင်စေနဲ့ ကိုကလည်းအာယုံမနိုင်ရင်နဲ့သူကသူကိုကကိုဖြစ်နေတယ်လို့ပဲမြင်ပါစေအရှင်ပညာတိရိရမကျွန်အရှိတိုင်းလက်ခံလိုက်ပါစာအုံးမှာထုံနှုတ်ပါရှိသည်